ပရိသတ်များအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ជួសလိုက်ပါတယ်ဒီနေ့မှာတော့ဒီနေ့ညပိုင်းမှာကြည့်ရမယ့်မြန်မာ Fighter အမွေရဲ့အပွဲကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့တောက်ကြနေ့ညမှာဆိုရင် One Championship မြန်မာ Fighter အမွေပါဝင်ထိုးသတ်မဲ့ One Friday Fight 109ပြိုင်ပွဲကြီးကိုကျင်းပသွားတော့မှာဖြစ်ပါတယ်အမွေရဲ့ပွဲကဒုတိယကောင်ပွဲနေရာကနေရင်ဆိုင်ထိုးသတ်သွားရမှာဖြစ်ပါတယ်အမွေက Time Fighter Wattie Cry နဲ့ရင်ဆိုင်ထိုးသတ်သွားရမှာပါ အဲမူရဲ့ပွဲကနည်းနည်းတော့စိတ်ဝင်စားစရာကောင်းပါတယ်အဲမူရလက်ရှိမှာအောက်ခြေပေါက်နေပါတယ်အဲမူအတွက်ဒါဟာဝိုင်းမှာပထမဆုံးထိုင်းဖိုက်တာနဲ့ရင်ဆိုင်ထိုးတက်ရတာဖြစ်ပါတယ်အဲမူနဲ့ရင်ဆိုင်ထိုးတက်မဲ့ဝိုတီခရိုင်းအကြောင်းကိုအနေနဲ့ပြောပြချင်ပါတယ်ဝိုတီခရိုင်းဟာဝိုင်းချန်ပီယံရှစ်မှာတပွဲပဲထိုးတက်ထားပြီးအဲ့ဒီတပွဲကိုလည်းအလဲထုံးနဲ့အနိုင်ရထားပါတယ်ဝတီခရိုင်ဟာခြေကန်ချက်တွေသုံးတဲ့နေရာမှာအင်မတန်ကောင်းပါတယ်။အမြင့်ခြေကန်ချက်တွေနဲ့လက်သေးကိုတွဲပြီးခစားတက်တာပါ အဲ့ဒီကစားဟန်မြန်မာဖိုင်တာတွေအတွက်အနည်းငယ်အခက်တွေ့စေနိုင်ပါလိမ့်။အဲ့လိုမျိုးအခက်တွေ့တာရှေ့ကဖိုင်တာတွေရဲ့တာရကတွေရှိနေပါလိမ့်။ဟိုအဲမွေနေနဲ့ဘလို့ဂိမ်းပလန်ကောင်းကောင်းနဲ့ပြင်ဆင်လာမလဲဆိုတာစောင့်ကြည့်ရမှာပါ။အမွေကတော့ one championship မှာ၄ပွဲထိုးသက်ထားပြီး၂ပွဲနဲ့၂ပွဲချုံရလက်ကိုပိုင်ဆိုင်ထားပါတယ်။အမွေအတွက်ဒီပွဲကအရင်ကိုရေးကြည့်ပါတယ်။အမွေနေနဲ့၅ပွဲပုံဖော်နိုင်မှသာ one championship မှာဆက်ပြီးကောင်းကောင်းမွန်မွန်ရည်တည်နိုင်မှာပါ။ ဒီပွဲနိုင်မှသာ1 championship က MU ကိုထပ်ပြီးအခွင့်အလမ်းကောင်းတွေထပ်မံပေးသွားမှာပါ MU ရတော့သူ့အနေနဲ့အကောင်းဆုံးပြင်ဆင်ထားတဲ့ကြောင်းသူ့အနေနဲ့ဒီပွဲကိုလည်းအလဲထုံးနိုင်တဲ့ဒီကြိုးစားသွားမယ်လို့ဖွင့်ဟထားပါတယ်။ MU အနေနဲ့ဘလို့အခင်းအင်းမျိုးဖြစ်အောင်ဖန်တီးသွားမလဲဆိုတာစောင့်ကြည့်သွားကြရမှာပါ။ MU ရ Time Fighter ထက်မာကုံပုံမြင့်ပါတယ်။နောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲမှာဆိုရင် MU အနေနဲ့ပွဲထဲမှာသွေးသံတရှင်ရှင်းတွေကိုပြိသက်တွေအကျိုက်ဖြောပြမှုပြည့်ပေးပြီးထိုးတက်ခဲ့တာပါ။ MU ရတကယ်ကိုစွမ်းဆောင်ရင်ကောင်းတဲ့ Fighter တယောက်ပါ။ သူအနေနဲ့ဂိမ်းပလန်ကောင်းကောင်းနဲ့သာပြင်ဆင်လိုက်မယ်ဆိုရင်အဲပွင့်ကမချခင်မှာအမြင့်တနေရကိုရောက်ရှိသွားနိုင်ပါတယ်ဒါကြောင့်ဒီချိန်မှာတော့ဘလူးပွိုင်းစင်းဖြစ်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာပါမြန်မာပြည်သက်တွေအတွက်တစ်ခုရှိတာကအဲမွေရဲ့ပွဲကဒီချိန်မှာမြန်မာစံတော်ချိန်ည7:00နာရီခွဲဝန်းကျင်မှာကြည့်ရမှာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့အဲမွေရဲ့ပွဲကဒုတိယခေါင်းပွဲဖြစ်ပါတယ်။ဖီရိုနီကာလိုမျိုးပဲဒုတိယခေါင်းပွဲနေရာမှာထိုးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့7:00နာရီခွဲ7:00နာရီဝန်းကျင်မှာသာကြည့်ရနိုင်နေရှိပါတယ်။ မြန်မာပြည်သက်တွေပုံမှန်ကြည့်နေကြ9နိုင်ခွဲ10နိုင်မှကြည့်ရမှာမဟုတ်ဘဲနဲ့နည်းနည်းလေးနောက်ကျမှကြည့်ရမှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မြန်မာ ဖိုက်တာကိုဝန်းရံအားပေးလိုက်ကြရအောင်ပါခင်ဗျာ။အခုဆိုရင်လေလွန်မဒီကွင်းထဲမှာတွားရောက်အားပေးမဲ့မြန်မာပြည်သက်တွေလည်းအများကြီးရှိပါလေ။အဲမွေနေနဲ့လည်းအားရစွဲဖြစ်နေမှာပါ။မြန်မာဖိုင်ယာအဲမွေနေနဲ့လည်းအကောင်းဆုံးနိုင်ငံမျိုးရရှိပါစေလို့ကျွန်တော်တို့ data entertainment channel ကစွန့်မုံကတောင်းပေးပါတယ်ခင်ဗျာ။အဲမွေရဲ့ပွဲကိုကြည့်မဲ့ပြည်သက်တွေတဲ့ One Championship Official YouTube Channel ကနေတိုင်းကြည့်ရှုလို့ရပါတယ်ခင်ဗျာ။ မြန်မာကုန်ဆောင်ဖိုင်တာ MU နေနဲ့လည်းအကောင်းဆုံးနိုင်ပွဲပုံဖော်နိုင်ပါစေလို့ဆန္ဒပြုပါရစေခင်ဗျာ MU ရဲ့ပွဲပွဲပြီးသွားရင်လည်းပွဲပြီးသုံးသက်ချက်ချောင်းအများကိုထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲလာမယ့်နေ့တွေမှာလည်း MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာရဲ့ passion မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ